အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့တိုင်းရဆရာ စင်ဖြူကျွန်းအောင်သိရေးသားထားတဲ့တမီးစာဝတ္ထုတို့များစာအုပ်ထဲမှာညီအောင်မုံဆိုးဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားအားပေးကြပါအောင်ရှင်ညီအောင်မုံဆိုးဟိုအဝေးမှာ တုံးကြီးခောက်တံထွက်ပေါ်လာတယ်အမေနိုးမြီဆို၍ခြေဖော့နှင်းကအိမ်ပေါ်မှာဆင်းခဲ့ပြီးမှနွားစာရည်နဲ့ အေးဆောင်မျက်နာတက်တယ်။ခါတိုင်းမျက်နာတက်နေကြရေအိုးမှာမိဖို့ရဲတွင်ရှိတယ်။ထိုနေရာတော့အေးဆောင်ဤအဲ့ရနေရာမှာထသွားလျင်အသွားအပြန်ဆယ်လန်းခံဝေးတယ်။အိမ်တွင်ခင်ထားသောဝါးကျန်းတွေကဆွေးနေပြီ။အကိုခံများများလည်းပြုတ်နေပြီ။ဒီအချိန်နဲ့ဆယ်လန်းလှမ်းလျင်ညီမပင်ခြေချညင်သားညာအမေနိုးလိမ့်မည်။သို့ကြောင့်အေးဆောင်သည် အဲ့ရပေါ်မှာအရာအမိစင်းနေနွားစာပွက်တဲ့ထဲ့ရန်အသင့်ခတ်ထားသောဘဲအိုအိုးထဲမှာရေပြည့်မျက်နှာတဲ့ခါခါမှပစိုးပြည့်မျက်နှာတုတ်တယ်အေးဆောင်သည်မျက်နှာတုတ်လျက်တန်လန့်ဖြစ်ပင်နွားတင်းကုတ်အဆက်သို့ဝင်ခဲ့တယ်ခိုင်နွားကြီးနှကောင်သည်ညင်သက်စွာရံ့၍သမြုပ်ပြန်နေကြတယ်နွားတွေကို သူကမကြည့်အားရပြင်းတော့အချိန်မီရောက်ရန်စိတ်ဆောနေတယ် လက်ခံတောင်းတိုင်တွင်ချိန်ထားသောလွယ်အိတ်ကိုဖြုတ်၍လွယ်ကထုတ်တန်းတွင် ထိုးထားသော သုံးခွမိန်နှင့်အစက်မိတ်တွင်ညှက်ထားသောဓမတိုကိုယူ၍တဲထဲမှထွက်ခဲ့သည်။ထိုအခါကျမှခေါင်းကိုတစက်မိန်နှင့်ထိုးမိသည့်အတွေ့ခေါင်းမှာအဆောင်အော်အော်မပါသေးပါကလားတတိယရယ်။ထို့ကြောင့်နှမ်းပတ်စိန်ထားသောအိုးဘဲသို့လှန်လိုက်တယ်။နှမ်းပတ်စိန်သောအိုးကို ခမောက်ဖြင့်အုံမြဲဖြင့်ညာ။ ယနေ့မှမရှိထမ်းပလက်ကပ်ပြားဖုံးထားသည့်အတွေ့ကျမ်းပြင်တွင်လှန်ထားသောပဇိုးစုပ်တစ်ထည်ကိုစွဲယူခဲ့တယ်။လမ်းလျှောက်ရင်းခေါင်းပေါင်လိုက်တယ်။အရှိပဲတတိုင်းမဲကြီးတွင် အာယုံရိပ်အစင်းအစင်များထင်းစသာရှိသေးတယ်။ကြီးကန်းများပဲမလို့သည်။သိုးဖြင်ညာလှုပ်ရှားမိသည့်ဆိုယုံဖြင့်အေးဆောင်ချွေးပြန်လာတယ်။ဘိုးတော်အမြင်ကွင်းအတားအေးဆောင်လျှောက်လာတယ်။ ရှောင်းနေကြလမ်းမို့ကြွားပြင်းတို့တွတ်တွတ်လမ်းလာနိုင်နေ။ဖိုးအုပ်ကျော်ရာဆက်အရောက်တွင်လင်းရောင်ပြေးလာပြီ။လဲလန်းကိုပင်ရေးရေးမြင်ရပြီ။လွဲ့အိတ်ထဲမှာပြောင်းမှုပဲဆက်လိတ်ထုတ်ကမင်းညီရင်အေးဆောင်ချိန်စားတယ်။တောင်ဘက်သွားရကောင်းတော့မြောက်ဘက်သွားရကောင်းတော့ယမန်လေးကသူ့လိုက်လံလ ీల ထားခဲ့တော့ ွေးစုံများကိုပြန်လဲစီစဉ်လိုက်တယ်။တောင်ဘက်တွင်နက်နက်ပွေး၃កောင်နဲ့မွန်းတက်ပွေး၄កောင်။မြောက်ဘက်တွင်နက်နက်ပွေး၂កောင်နဲ့မွန်းတက်ပွေး၂កောင်သာ။သို့ဆိုလျင်အေးဆောင်သွားရမည့်လမ်းသည်တောင်ဘက်လမ်းခွဲဖြစ်ရမည်။လူကလည်းတောင်ဘက်လမ်းခွဲသို့ခြေလမ်းပြင်မိပြီ။တို့တစီခြေတလန်းပင်မလန်းရသည်ခြေတစ်ဖက်ကြွားကားစားတွင်ပင် အေးဆောင်ဤခေါင်းထဲသို့ညသွဲဝင်ရောက်လာသည့်အတွေ့ဟန့်ကျက်ပြတ်သွားတယ်။တစ်ဆက်တည်းပင်ညသွဲဤစူနေသောနှခမ်းခဲထားသောမျက်လုံးအစုံကိုမြင်လာသောအခါလက်ခနဲတစ်ချက်ပြောရင်မြောက်ဖက်လမ်းခွဲသို့ချေဦးလှဲ့လိုက်လေတော့တယ်။ပွေးကောင်ဤနဲတော်ညာအေးဆောင်မြောက်ဖက်လမ်းခွဲကိုရွေးချယ်ရခြင်းမှာညသွဲကြောင့်ဖြစ်တယ်။ညသွဲမျက်နှာကျောတင်းနေသောကြောင့်ဆိုကပို၍မှန်မင်း မျက်နာမရခြေကြောက်ရဟာငါလခွေမှာပဲကွာရတော်ဤအဖေဦးတဲမှာစကားတလုံးမှမပြောရသေးမီအတိုင်းအထွာအစဲအကြီးကလေးနဲ့ချီရမှာညင်ချောင်သူဖြစ်တယ်အစဲကလေးကြီးကမခံရလျင်လဲစကားမပြောတန်းဘာဖြစ်လို့လဲအကြီးစဲပြီဆိုလျင်တခုခုပြောတော့မီကို သိလိုက်ရသဖြင့်အေးဆောင်ကလန်ခင်ပေးခြင်းဖြစ်တယ် မိုးမေဝါလို့ပဲပင်တွေတေကုံမလားတေကုံတော့မလားရင်းမနေရတာကတစ်ဖက်ပွေးကတမောက်ရာကင်းများသည်တမျောတကောချင်းဖြစ်တယ်အချို့ရာများသည်ကြားဆောင်ပင်များဖြင့်အကြအနာချံကာထားစီကမုံအချို့ရာများမို့ကြီးစည်းတတာစုကဲ့များဝန်းအောင်ထားကြတယ်ကိစ္စရှိပေတိုးနှစ်တိုးစကားပြောကြလျင်ကျေဝန်တော်ရာခင်ကြီးကို ပြက်တန်းနေရတဲ့ကပဲတမိတမောချင်းယနေ့မှယာနေချင်းအေးဆောင်နေဥတက်ကို မပင်မရပဲယာခရိုးဆက်တွင်တုံမိကြခြင်းဖြစ်တယ်အေးဆောင်မှာငါလခွေးတန်ကြာကလေးကဥတက်မှန်တည်တည်အတွက်မောကြီးကအလိုက်တဲ့မေးပေးနော်ဥတက်တို့ယာဘက်တို့မျှောကြည့်မိတယ်ပွေးစုံတွေပွေးစုံတွေသည်အေးဆောင်တို့ ရခင်းတဲ့နေ့တို့ဥတဲ့ရခင်းတွေလည်းတည်ရင်နေတယ်။ပွေးသည်မြေအောက်ရံတို့ဖြစ်တယ်။ရခင်းအနှံ့မြေအောက်လမ်းများဖောက်တယ်။တိုက်ပင်ပြိုးပင်တွေကောင်းတည်ဆိုကအရေးတကြီးကြီးရှိနေစဉ်အပင်များကိုမြေအောက်သို့တည်ယူသွားတယ်။ဝေဝေဆာဆာပွင့်ပြီးတီးပြီးဆိုလျင်သူရောက်လာပြီ။အခင်းကြားတွင်ပွေးစုံမြေပုံတွေထိုးကား အပင်တွေကိုကိုက်ဖြတ်ယူငင်သွားတော့တယ်။ပွေးသည်တထောင်တထွားမြေပဲ။နှစ်တောင်သုံးတောင်နှမ်းတလန်းနှစ်လန်းကျုံနဲ့ပြောင်းမစိုးထားပြီ။နေ့ရှည်သားပင်ကြီးတွေပါတက်ပြင်းနိုင်စွာရှိတယ်။ကြီးငယ်တတော်တော်နဲ့အရေးအဝါဒကောင်းလာတော့တစ်ပင်ကြီးများဖြစ်တော့ညာ။ရေတောင်မြေကို ပွေးစားပြီးဆိုကသုံးလေးရက်အတွင်းညှို့ချောက်ခါ အနေစာသဘောနဲ့ကိစ္စချော်ရတော့တယ်။ယခုဒီပွေးသည်ဦးတဲ့ဤမြေပဲခင်းကိုမှုေပြီ။တညာလက်တစောကိုက်ချီသွားသည်ထား။ပဲပင်လက်တစောသည်မိုးလေမှန်ပါကမြေပဲတခွဲထဲမအောင်။တညာကိုမြေပဲတခွဲနှုံဆုံးရှုံးပါကတလ15တင်။ယာသမားရင်ထူရချေပြီ။ကျုပ်ထဲမလဲပွေးစုံနေရောက်လာလို့ ဘာလို့ရမလဲစဉ်းစားနေတာဗျ။ဂိုင်းနဲ့ထားရကောင်းမလားလို့အေးဆောင်ထရက်တဲ့မိသေးနေတော့သူ့စလိတ်ကို အခောင်းသိမ့်လိုက်ခါကိုယ့်တဲ့စလိတ်မှာမိကူးနေတယ်။ဂိုင်းထောင်တာမဟန်ပါဘူးကွာ။ပွေးကိုသွားတရီပေးတယ်လို့ဖြစ်သွားမှာပေါ့။ပွေးတည်အရွယ်အားဖြင့်လက်သီးနှစ်ဆုပ်စာများသာရှိညာ။မျက်စိအမြင်အားမကောင်းသောအကောင်ဖြစ်ညာညံများလှတယ်။ပွေးစုံတွေတောင်ဘက်တွင်ပြပြီး ရောက်ဖက်လာပြီးခိုးလာခိုးနေတယ်။အစုံတွေလိုင်ကောင်းတွေထင်ရှားပြပြီးမှလမ်းဖြောင်းပစ်ခါတီးကင်းအလဲတွင် ပုန်းနေတတ်တယ်။ထို့ကြောင့်ပွေးညံမကိုစေရန်ဥသက်ကသတိပေးခြင်းဖြစ်တယ်။ဒါဖြင့်အရင်နဲ့ကြုံတဲ့နှစ်ဖက်ညက်ပြီးလိုက်ရရင်မကောင်းဘူးလား။နှစ်ဖက်ညက်ရင်ဒီကောင်ဘယ်ပြစ်မလဲဗျ။တို့လျင်နှစ်ဖက်ညက်ပြီးလိုက်ပါက ပွေးကလည်းတကောင်နဲ့ဖြစ်လမ်းကြောင်းကလည်း တကူရဲတာရှိပါကမူပွေးသည် ထိတ်လန့်ကြောက်ရွံ့လာကမြေပေါ်သို့တွေ့ယူတွေ့တဲ့ပြေးထွက်လာတတ်တယ်။ထိုအခါအမြင်အာယုံညံဖြင်းသောပွေးမှာတမင်ကျိုးရှက်ပွေးတွင်းတွဲဆိုတကားအတိုင်းတေးရမ်းမှတပါတခြားလည်းမရှိတော့ချေ။ဤသဘောကို၄၅နှစ်သားမှစပြီးပွေးလိုက်ခဲ့သော အေးဆောင်သေးသလုံးရာလုတ်တဲ့နှစ်ပေါင်း၄၀ကျော်နေပြီဖြစ်သောဥသက်လည်းတည်တယ်။ ဥသက်လည်းချက်ချင်းအပြေမပေးအေးဆောင်တို့ခရိုးဘက်ကဲကြည့်လိုက်တဲ့ရင်ငါလက်ခွေမိဘကပွေစုံကအကောင်လေးပဲကွာအဲ့ဒါကြောင့်ညှက်လိုက်ရအောင် ပြောတာပေါ့အကြီးရအကြီးဘက်ကပွေကအဖေနဲ့အမေကျုပ်ဘက်ကပွေကသားသမီးဟာဟုတ်တယ်ဟဲ့ဥသက်သဘောကျသွားတယ်သူတို့ဒီလုံးလက်စအလုံးများကိုချကချက်ချင်းပင်ပွေးစတင်လိုက်ကြတော့တယ် ပွေးလိုက်သည်ဆိုခြင်းမှာပွေးတွင်လှန်ကောင်းတလျှောက်တူးဖော်ခြင်းဖြစ်တယ်။သို့ဖြင့်ဥသက်ကသူ့ဘဲကင်းအလယ်မှာစတင်၍တယွင်းဖြစ်တိုးသလိုအေးဆောင်လဲပွေးဆုံဆုံးရာကြားဆောင်မျက်နှာပင်နာမှာစတင်တူးဖော်လေတယ်။အေးဆောင်စတင်တူးသော ပွေးဆုံမှာမြောက်ဖက်သို့ဆက်မသွားချင်။ထိုပွေးဆုံ၏တောင်ဘက်တွင်မူဆဲကိုက်လျင် ပွေးဆုံတစ်ခုကြာလောက်ရှိနေပေတယ်။အေးဆောင်သည် ုံးလေးချက်တူပြီးနောက်ပွေးစုံ သုံးလေးခုလုံးမြောက်အောင်ပြေးသွားတယ်။ပွေးစုံမြေသားများကို ဖဲ့ပြက်ကတအားတူတယ်။တစ်ချက်တူးယုံဖြင့်ပွေးရင်းပေါ်လာတယ်။ချောမွေသောလှိုင်းကောင်းကလေးဒီလှိုင်းကောင်းအတိုင်းမြောက်ဖက်သို့လိုက်တူတယ်။အေးဆောင်နောက်တွင်မြေသားများပြန့်ကျဲနေသော တူးမြောင်းကလေးဖြစ်ကြံခဲ့တယ်။ပွေးသည်အလွန်နာပါတယ်။ဂိုင်းနေရာခန့်အကွာအဝေးမှလာနေသောလူခြေတံကို ကောင်းကောင်းသိတယ်။ တို့လျင်တိပင်တိညာဒီပွေးဆုံးရှင်ပွေးမှာပွေးလားမမြောက်သေးတော့ပွေအထာရတ္တပညာများမဆုံးသေးတို့ကြောင့်နောက်ဆုံးပွေးဆုံးအောက်တွင်ငိမ့်သက်နေခြင်းနေမယ်ရှင်းဆက်ပြီး တူမြဲတူးနေကောင်နေမည်တွက်ခါပြေးလန်းပည့်ရန်အတွဲပွေးဆုံးသုံးလေးခုကြော်မှကြော်၍လမ်းဖြတ်ထားခြင်းဖြစ်တယ်တနောင်းပင်ခံကြမှာဂျိုးပူတန်သည်သို့ပြက်ပွဲမျိုးလွင်လာတယ် အင်းဆောင်သည်မော်ကြည့်တယ်။သုံးကန်ဝင်ကျင်းလောက်ရှိပြီ။စောသည်ခေါ်နိုင်သေးသောအချိန်ပေပင်နေရောင်ကပူလာတယ်။အင်းဆောင်တစ်ခုလုံးတွင် ရေချိုးထားသည့်နှင့်ချွေးများရွှဲနေပြီ။ရေရှာသောပြားများသည်အင်းဆောင်အပေါ်နားပြီးချွေးတောက်ကြတယ်။ကောင်းကောင်းတောက်သူလည်းရှိတောက်သွားသောပြားလည်းရှိတယ်။သို့သောပြားကိုအင်းဆောင်ခယူမထားနိုင်ချေ။ဝေးရင်းကိုမဲပြီးတူတယ်။ ိမ်မှထွက်လာကလေးကဘာမျှမစားခဲ့ရ။ရတဲ့တော့အမေထမင်းပို့ရန် မမာခဲ့မီ။ကိစ္စပြီး၍အိမ်ပြန်ရောက်မှသာစားရမယ်။တဖာလုံးခန့်တူးမိတော့အခါပွေလန်ဆုံးသွားတယ်။ပွေမရှိချင်။ထိုအခါကျမှအေးဆောင်ချွေးတော့ရန်တရရတယ်။လက်တစ်ဖက်ကတရင်ဆွဲလျက်လက်တစ်ဖက်မှာပစိုးပြေမျက်နာတော့လျက်စက်တူးမိနေရာတော့ရွှေခဲ့တယ်။ အေးဆောင်ရေအရေးထဲမှာအရာပေါ်လာပြီဟဲ့ငါလခွန်းဥဒက်အတန်လာရတော့အေးဆောင်လှန့်ကြည့်လိုက်တယ်မောသမျှပန်းသမျှတို့ရုတ်ချင်းကွဲသွားသည်ထင်တယ်ဥဒက်ကြောဘက်တွင်ရွရွကလေးရက်နေသောညသွေကိုမြင်လိုက်ရသောကြောင့်ပင်ဘာကိစ္စရလဲအကြီးညသွေတို့တားဖာနေသောအေးဆောင်ရှောက်လာခဲ့တယ်ဒီကိစ္စပေါ့ကွာကဲ့ ငါသမီးတို့ကိုတော့မင်းပဲယူထားလိုက်တော့ကွာပွေလဲမင်းပဲဆက်လိုက်လိုက်ပေါ့လုံးမဟိုဘက်ခရီးဆက်မှာအဘရှာထားတဲ့ကစားကားတွေရှိတယ်အဘသွားနေမယ်ဦးသက်တည်မြတ်တွေကိုတဆက်ထဲပြောအပြီး ခမောက်ဆွဲကထွက်သွားတော့တယ်ဦးသက်ခြေဆဲလန်းခံလှမ်းမိချိန်တွင်အေးဆောင်ကဟီကနေရှိလိုက်တယ်ဘာဟီးလဲတေနာကြီးတစက်ကတေနာကြီးဆိုညာလဲ ညသွယ်မျက်နှာကပြုံးနေတယ်။မျက်လုံးကလေးတွေကကြည်နေတယ်။အေးဆောင်ညံ့လို့ရတော့အပြုံး။မတွေ့သေးဘူး။ဟောက်တာကအရင်ကိုဟာ။အေးဆောင်ပြုံးပြုံးကြည့်ပြောလိုက်လျင်ညသွယ်သူ့အဖေကိုတစ်ချဲမျှော်ကြည့်တယ်။ဦးသက်ကတစ်ချဲမှပြန်ဆောင်မကြည့်။တော်နနက်ပင်များဝဲရညှက်ထားသောလမ်းကွေတဲသို့ချိုးဝင်သွားပြီ။တွန်းနဲ့အပနဲ့အခုဘာလုပ်နေကြတာလဲ ပွေးလိုက်နေကြတာလေတမီးယောက်ခမနှစ်ယောက်တင်နာကြီးတင်းစည်းအောင်ညတော့လက်သေးစုပ်ကလေးသည်ချွေရွှဲနေနေတော့ရင်းအုပ်ပေါ်သို့အုံကနေမကြပုံပေနေတော့အေးဆောင်လက်တွင်ရောက်သွားတယ်အေးဆောင်သည် ပွေးကိုသာမိအောင်မဖမ်းနိုင်ရှိမယ်ညတော့ကိုဖမ်းရတွင်ကကျင်လည်လာတယ်ညတော့ဤလက်သေးစုပ်ကိုဖမ်းမိချိန်တွင်မြေပေါ်သို့ထန်ချလိုက်တယ်တောင်ဆွဲလိုက်တော့အချိန်ကြာ ညသွယ်ပါလာလင်ရင်ဝင်တွင်းတို့တွင်ပြီးခေါင်းငုံပြီးဖြစ်တော်တယ်။တစဲแท้ပင်အုံငနယ်ထူရိုက်တန်ပေါ်လာကညသွယ်ယုံထွက်တယ်။ရှက်မျက်လုံးကလေးဝင်လိုက်တယ်။တိတ်ရန်ကားတာပဲအမြင်ကပ်တယ်။ချစ်တာကိုဟာ။ဂိုင်းအဖေခိုင်းတာသာပြီးအောင်လို့နောက်တစ်ချိန်အေးဆောင်မလို့ရှားမီညသွယ်ထထသွားတော်တယ်။သူ့အဖေထားပြစ်ခဲ့သည်ဆိုတော့ ကြာတောင်ကားပင်ကလေးများရှိသည့်ဟိုဘယ်ခရိုးမှာအတော်ဝေးတယ်။ထို့ကြောင့်အေးဆောင်တိမ်ဝင်းဟိုပြန်ကိုင်းတယ်။ခါဖြတ်ထားသောနေရာကိုဆက်တိုးတယ်။အေးဆောင်ထင်းသည့်အတိုင်းပင်ပွေးရင်းသည်ဦးသက်ရတဲ့သို့ဆက်သွားတယ်။သို့တော့ပွေးရင်းမြင်းများရှည်လျားပါစေအေးဆောင်မမောပါ။မြတ်ွယ်ဤမျိုးပြညက်သောမျက်နှာကလေးကိုကျူစားလိုက်ပြီးမဟုတ်ပါလား။နေရဲသောမြေအပြင်သည် နေရင်တည်နေအမြ တိုးဆင်၍ပူလာတယ်။ငြိမ်နေခဲ့သောလေသည်တညင်းညင်းတိုက်ခိုက်စာပြူလာတယ်။သို့ဖြင့်ညာအပူမလျော့မသက်သာပါ။ပိုးတွင်လမ်းကြောင်းသည် ပေကင်းထဲသို့ဝင်လာပြီ။အေးဆောင်လက်တော်မနေပါ။ဒီပွေးကိုမမိမချင်းဒီပေကင်းအနှိမ့်ဆက်ခံနေရမယ်။ပွေးကိုအေးမြူနိုင်တိုင်းစိတ်မနိုင်ခဲမရနဲ့နေ့တိုင်းဒေါသဖြစ်နေရမယ်။တော်ဆန်းစီကတော်ကြပတော်နဲ့ကြာရတယ်။ မောနေသောအင်းဆောင်အားတော်ကြပါသည်တာယာမှုမပေးနိုင်ပါညတွယ်တို့ရာခယိုနာ ထနောင်းပင်ထမဂျိုးတကောင်ချွဲချွဲပြည့်ပြည့်ကိုညာအင်းဆောင်ပင်မလာသေးတာဟောတော်ကုံပါပြီတော်ကုံပါပြီပြောပြောဆိုဆို အနာရောက်လာတော့ညတွယ်အတန်ကလေးကြာရသည့်အခါတွင်က အမောရော အပန်းမှပြေးသွားပြီတော့ကိုအဖေဆဲတော်မှာ ယောက်ျမကြီးကမစဲပါဘူးဟာပွေးလိုက်ရင်ဒီလိုတွေ့ရမယ်ဆိုတာသူသိပြီးသားပါတေနာကြညတော်ဆဲတယ်သို့တော့ပြုံးပြီး ထနောင်းရိတ်တို့ထွက်သွားလေတယ်အေးဆောင်အဖို့ဒီဆဲတန်ဒီပြားရည်ထဲချိုးတယ်ငွေဆဲလဲတန်ထက်လဲตายရတယ်မြေပြင်ဒီမြင့်တက်လာတယ်ပွေတွင်ကမော်တယ်မလားစိုက်စင်းသွားတယ်အေးဆောင်မှာ ပိုပြီးနက်နက်တူးရယုံမကဂုံးဘော်ဟော်တွင်တိုင်ကောင်းခက်လက်တွေဖြားနေသောကြောင့်အလိုက်ရခက်သွားတယ်။တခုတလေကိုရေသာခိုပြီးမတူးမီ၍ပွေးခိုကက်ကြံခဲ့သော လူပင်မဲထားသည်များပစ္စည်းအပြက်ခံထားသည်များကောပါလျော။ခက်လက်တွေမှာပွေးမိသားစုနေထိုင်သောနေရာဖြစ်တယ်။တို့ရတွင် နေရာဟောင်းတာဖြစ်တယ်။အစာဟောင်းများမှာ လက်လက်ဆက်ဆက်မဟုတ်ပေခက်လက်များကိုဖြိုပြီးနောက်တက်လက်တိုးပြန်ရာတလန်တာတာတိုးမိပြီးမှလမ်းဆုံးနေသည်ဖြင့်နောက်ကျောင်းပြန်လှည့်ကပွေးဆုံးအပုံအတန်းများရှိတော့ပဲနဲ့ညှီ၍တူရတယ်မောတဲ့ချေပြီးမြေကြီးပူချင်နေ မလန်မကန်တို့ကြည့်လျင်တချိန်ချိန်တက်နေသောမြေငွေများကိုမြင်ရတယ်သို့တော်ညာအေးဆောင်မနာအလုတ်တွင် ဇွဲကြည့်သူအဖြစ်ဥသက်မြင်စေခြင်း၍အာကိုထိုက်သူအဖြစ်ညသွဲမြင်စေခြင်း၍ဖြစ်တယ်။ဝဲတွင်သည်စိုက်စင်းရာမှပြန်မော့လာတယ်။မြေပြင်အောင်တရောင်တောင်ဆုံးမှသွားနေတယ်။အင်းဆောင်တရင်ယူထိုးသွင်းပြီးမာတယ်။တူးတီထဲရွယ်သောနေပါပဲ။ကိုယ်ဆောင်များတွင် ရောနှောနေသော ခြေလုံးအရွယ်အစားများကိုကြည့်ကအေးဆောင်ခံမန်းနေ။ဝဲတွင်အစုံတွင် ဝေးကြီးနှကောင်နဲ့ဝေးကလေးအနည်းဆုံးတစ်ကောင်ရှိရမည်ဟု သို့တော်အေးဆောင်ကန်ဆိုးရှာပါတယ်။မော်တိန်တနာယီခန့်တွင်ပွေးရဲလိုင်ကောင်းသည်ထနောင်းပင်ကြီးအရှိပဲကြားဆောင်ပြတ်သက်စီယိုဘက်သို့ထိုးဝင်သွားသည်ကိုတွေ့ရတယ်။အေးဆောင်အာမလျော်ပါ။ဝေးဟိုသည်ညံအများသာဒီကိုအယောင်ပြပြီးဟောရောက်ချင်းရောက်သွားသည်မဟုတ်လား။သို့ကြောင့်စက်တူရာ နဖူးကိုရှားသောပြတ်သက်ဆိုးတွေစူတော်မှာတန်တော်တယ်။ခဲလေသည်များသဲရီကြာရပြီ။ရှားသောပြတ်သက်ချုံအောက်ကို တူးကျင်လျင်ချုံများကိုခုတ်ထွင်ရမယ်။အမြင့်တွေကို တူးရမယ်။တချုံကိုတနည်းရှင်ွေမပီး။အေးဆောင်လက်လျှော့တံဖြင့်တောက်ခေါက်လိုက်တယ်။ရုံမာတဲ့ပွေးကွာ။အခုနေရည်ရည်လောင်းနဲ့လောင်းလိုက်ရရင်ဘောလုံးပေါ်လာမှာ။ တော့ပထွေရေတစီကဘဲကရမှာလဲကြောနာမှကတ်ရွေပြောလိုက်တော့မြသွေကိုလှဲ့ကြည့်တော့အခါနှကန်းဆုံနေကိုင်တော်ဖြက်ပြစ်လိုက်တဲ့ပဲပင်တွေကို ပြန်ကြည့်စမ်းပါအောင်ညားလာတယ်လက်မကြည့်ပဲနဲ့ညပြမှန်အေးဆောင်သေးရဲ့ဒါကတော့နင်တို့အကျိုးအတွက်အေးဆောင်စုံစစ်အောင်မပြောလိုက်ရခြေတလုံးညိုညိုတော့တော့ကလေးပေါ့အောင်ထမိန်ကိုစွန်အောင်ဆွဲလျက်ညသွေခြေဆောင်ထွက်သွားသည်ကို အေးဆောင်စိတ်ထဲတွင်မိမိရင်ဘက်ကိုတောက်နေသွားသည်ချင်းထင်လိုက်မိပေတယ်။ထိုနေ့ဟာမြတ်တော်ထွက်သွားလျင်ပွေတွင်ဆက်တူနိုင်သောလမ်းကိုအေးဆောင်ရှာဖွေသေးတယ်။ကြာကြောင်ပြတ်သက်ချံကိုလက်ပတ်တူးဆွကြည့်သေးတယ်။မျော်လင့်ချက်ကုံတော့မှတနောင်းပင်ရိတ်ဝင်ကဥသက်ထားခဲ့သောသမင်းတော်ကိုဖြည်တယ်။သမင်းမှာပြောစိတ်တွေနဲ့ရင်းနေတယ်။ဒုတက်စိပြောစိတ်တွေခဲနေကများနဲ့ ။ဓမင်းတို့ကိုအေးစာအောင်မပြစ်နိုင်ခဲ့ပါ။ပရွက်စိတ်ကိုဖယ်ရှားပြက်ခါစီနစ်နေသော အမဲကောင်းချင်းနဲ့ဘိုက်ကားအောင်စားတယ်။သာတော်ဓမင်းလုပ်ထဲတွင်ပါလာသောပြွဲစိန်များကြိုက်သည့်အတွေ့ဓမင်းလည်းစားပြီးရောအေးဆောင်နှခမ်းလည်းရောင်ကိုင်းနေပါလျော။လူလဲပင်မန်းပဇက်လဲပြွဲစိန်ကြိုက်၍ရောင်ရမ်းနေညာ။အေးဆောင်မျက်နှာကောင်းမရရှာ။ညနေဆောင်တွင်ထနောင်းရိတ်၌ အိတ်နေတော့အေးဆောင်ထန်းဦးတဲ့ရောက်လာတယ်။ပွေးမရပဲသူ့ဘဲကင်းပြက်ရပါမည်လားဟုတိုင်းထွားတယ်။စဲရည်တယ်။ဒိုနေမှအစာပြွေပြေမြားတွယ်လဲအေးဆောင်ကိုမြင်နိုင်နှကန်းစုံနေပြီ။ဒီနေ့တော့ဟင်းစားအတွေ့ပွေးထိုးရန်ထွက်ခဲ့တယ်။လဲလန်းဆောင်ရောက်မှမြားတွယ်ကိုသတိရကဦးတဲ့ရရှိသောဘက်သို့လမ်းပြောင်းရင်းနှကန်းကို ရောင်ရမ်းစက်တန်မိတယ်။ မိမိနှခမ်းအယောင်ပျောက်ခဲ့သလိုညတော်ရဲ့နှခမ်းလည်းအဆူပျောက်စေရန်နီးလန်းကိုအေးဆောင်တွေးတယ်တွေး၍မရတွေးရင်းလျှောက်ရင်းနဲ့မဲမဲအော့အော့အတန်းကြီးတစ်ခုကိုလှမ်းမြင်ရတယ်ဘာတန်းတင်လို့ရပါကနနက်အောင်ပေးတယ်ဟုတ်ပြီ ဒီနားမှာပိုးတကောင်ရှိတယ်မနက်ပွေးနနက်ပွေးဟိုသည်နနက်တွင်မှာစုံတော်ပွေးဖြစ်တယ် တုတ်သည်ဆိုသည်မှာပါဇက်ဖြစ်ကြိုက်ပြီးအိုးမင်ဖောက်သောမြေစာများကို ကောင်းနှင့်တွန်းပြီးမြေပြင်ပေါ်သို့ထိုးတင်ခြင်းဖြစ်တယ်။ယမန်လေးကကြိုတင်လိလာပြီးမှတ်သားထားသောအချက်ခေါင်းထဲဝင်လာလျင်အေးဆောင်တုံငနေရက်တယ်။ခဏကြာမှခြေကြွသည် ဆိုယုံများသာအသာကြွ၍ခြေတူခဲ့တယ်။တွေ့ပြီ။ပွေးစုံအဟောင်းတစ်ခု နောက်တစ်ခုနောက်ထပ်တစ်ခု ခြေလန်းကိုအတန်မထွက်အောင်ချုပ်တီးကလှမ်းရသည့်အတွေ့အေးဆောင်တစ်ကိုယ်လုံးချွေပြန်နေတယ်။နနက်ရွက်ကိုဒုတ်ထိုးပြီးအေးဆောင်မှတ်ထားခဲ့သောအမတ်အသားကိုလှမ်းမြင်ရလင်အေးဆောင်မှိန်ကို အသင့်ပြင်လိုက်တယ်။အသွားတထောင်ကျော်ရှိသော သုံးခွမှိန်သည်အေးဆောင်လက်ထဲတွင် တုံနေတယ်။အမတ်အသားလှုပ်ထသည့်နနက်ရွက်အောင်၌ပွေးဆောင်ရှိတယ်ပွေးဆောင်ဘေးတွင် ထိုင်၍အေးဆောင်အမောပြေးလိုက်တယ် အမောင်ရိပ်သည်လှည့်မြန်စွာ ပြက်ပြဲလာတယ်။အေးဆောင်အမောပြေစာချွေးတိတ်စာတွင် ပွေးစုံမြေမုံများလှုပ်ရှားလာတယ်။တဖြည်းဖြည်းကြွက်တက်လာတယ်။မြေကြီးတွေကပွေးသည်မြေကြီးများကို ကောင်းဖြစ်တွန်းပြီးတင်းနေခြင်းဖြစ်တယ်။မြေမုံများလှုပ်ရှားမှုနှင့်မြင့်တက်မှုငြိမ်သည်နှင့်တပြိုင်နက်အေးဆောင်မိန်သွွားကိုစောင့်ချလိုက်တယ်။မိန်ယော မြင့်ငနယ်လှောက်ရှားသွားတယ်။ဟာမိပြီကွာ။ပွဲတည်တစ်ချက်သာလှောက်ရှားနိုင်ကအသက်ထွက်သွားခြင်းဖြစ်တယ်။ပွားထနေသော ပွေးစုံကြီးကိုလက်ဖြင့်ရက်ပြီးဖယ်လိုက်သောအခါရေပေါ်သို့ခေါင်းပြုံနေသောပွေးကိုတွေ့ရတယ်။မိန်းသည်ခုံးဆက်၌စူဝင်နေတယ်။ပွဲဦးတွေကောင်းသည့်အတွေ့အေးဆောင်ဝမ်းသာသွားတယ်။ပွေးကြီးတန်လန့်နှင့်မိန်းကိုထန်းကခရီးဆက်ခဲ့တယ်။ နောက်တွေ့သောပွေးစုံမှာခြောက်တွေ့နေသောမွန်းတဲ့ပွေးစုံဖြစ်တယ်။နောက်ထပ်နည်းနည်းပွေးတောင်ရှိသော နေရာနဲ့ဝေးသောကြောင့်အေးဆေးစွာဆက်လက်တောင်းမိတယ်။အေးဆောင်ပျော်ပြီဆိုသောအခါဂျိုးကလေးများကလည်းအလိုက်သေးတယ်။မကြီးပင်ထက်မှตายาสวาปูไปจ๋าเด้อดาตีเมียဖြစ်တော့ခါတီပင်ရင်ဒီနဲ့နဲ့တွင်ကုတန်တာပါပြီဥသက်ရာဇက်တို့ အင်းဆောင်ရောက်လာတယ်။သူ့ကိုရှားဆောင်ပြတ်တက်အောင်ညှားခေါ်သွားပြီ။ဒုက္ခပေးသောပွေးမိသားစုကိုမကြေမချမ်း၍ဖြစ်တယ်။ပွေးစုံအသိမရှိ။သုံးရလုံးလုံးဒီပွေးမိသားစုသည်မြစ်သည့်အရာကိုစားနေသည်။ရှားဆောင်မြစ်တွေကိုစားပြီးညီနေကြဟန်တူတယ်။နေနေကြအောင်ပေါ့ကွာ။ကျုံးဝါကအင်းဆောင်ခရီးဆက်ခဲ့တယ်။နည်းနည်းပွေးတစ်စုံရှိသေးတယ်မဟုတ်လား။ ထိုနနေပွေးကိုအေးဆောင်လွတ်သွားတယ်။စိတ်အေးလည်းအေးဖြစ်ထိုးတော်ညာထိုးပွေးကိုမမိချင်။သို့ဖြင့်ခနာတစ်ဖြုတ်နားပြီး မောတဲ့ပွေးစုံများရှိသည့်ဘဲသို့လှဲ့လာချိန်ဝဲရာသီဥတို့ချက်ချင်းပြောင်းလဲသွားတယ်။မဲချိန်တက်လာသောမိုးသားများငိမ့်ငိမ့်အီအီတိုက်ခိုက်လာသော မိုးသည်လေးကလေးရာသီဥတို့မသားရလျင်ပွေးသည်အေးမြသောသိမြင့်အောင်၌ပုံနေတတ်တယ်။ အချိန်မှန်သုတ်ခြင်းမှာစုံမယ်ပွေးထိုးသူတွက်ချီလွဲတတ်တယ်ပထမမောတက်ပွေးသည်အေးဆောင်မရောက်မီပင်အစုံနှစ်စုံထိုးသွားတယ်အေးဆောင်မောသွားတယ်ဒုတိယအကောင်ကမှသူ့မိလိုက်တယ်ဂျာဘဲသူပွေးနှကောင်ကို ပေလက်လျှော်ဖြင့်ဖောက်တီကဆွဲလျက်ပြန်လာခြင်းတွင်ဂျာသမားတို့တန်းတာသောမိုးကြီးရွာချလေတယ်တအုံအုံတောဟောဖြင့် ရေရောမိုးပါစင်က ရေအိုးကြီးမှောက်ချတယ်လို့ရွာချင်းဖြစ်တယ်။ရွာစမ်းမှာဟာအမလီချိုးလိုက်တာမိုးရေတဲ့၌အေးဆောင်ခုံပေါက်ပြေးလာတယ်။ရေရင်မှာပဇက်ဟာကမော့ထားလိုက်တယ်။ချိုးလိုက်သည့်မိုးရေအရသာရှိသည့်မိုးရေပကြအဲများနူးကုန်တယ်၊သိကုန်တယ်၊ခြေသွားလမ်းများလဲလံကြောင်းများတွင် ရေစီးကြောင်းဖြစ်လာပြီး အမြုံတဖွေဖွေနဲ့ရေးများစီစဉ်လာတယ်။ပွေးသားအမိသုံးကောင်ဒီအကြောင်းသူ့ကောင်းနဲ့ဝင်လာတော့အခါအေးဆောင်ခြေကုံတုပ်ပြေးတယ်။ဝက်ထားသောတန်တရင်းကိုယူခဲ့ကဥသက်တို့ရားနေပြေးတယ်။လေလံကြောင်မှ ရေစီးချောင်းကိုပိတ်တယ်။ကြားဆောင်ပြတ်သက်ခြုံဆက်ပွေးတွင် အဝတို့တွေ့ယူတယ်။မိုးကတဲကြီးမဲကြီးအော်ချနေတယ်။အေးဆောင်တနောင်ရိပ်တို့ပြေးခဲ့တယ်။ ပွေးရွဲနဲ့လွဲ့အိတ်ကိုချိန်တယ်။ထိုအခါကျမှဥသက်တော်သားအဖာကိုသတိပြုမိတယ်။ဥသက်ကမှနနက်စာတော့ဖူလုံပြန်ပြီးပေါ့ကွာ။ပြောပေါ်ရသေးတော့ညာညသွယ်ကစူသောမျက်နှာဖြင့်တဖက်လှဲ့သွားတယ်။နားလိုက်တာနုနယ်သည့်နှလုံးသားကိုအစိပ်ပြင်းသောကြားချာဆူစူးသိနေအေးဆောင်ရင်မှနာကျင်လိုက်ရတာသို့တော့ အင်းဆောင်တစ်ချက်တွေ့ကနေဖြစ်သွားယုံမှအပဦးသက်ရှိတွင်မြည်သည့်စကားမှမပြောနိုင်ချေသို့ကြောင့်ခယိုးရှိရှားသောပြတ်သက်ချုံတို့ ပြန်ပြေးလာတယ်မိုးကားမလျော်သေးအင်းဆောင်လွှဲယူထားသော ရေစီးကြောင်းသည်ချုံအောက်သို့အားနှင့်အင်းနှင့်စီးဝင်နေတယ်ရေထဲတွင် ပါလာသော အမိုက်များကိုအင်းဆောင်ဖယ်ပြတယ်ရေအီနေလျင်မိတ်ဖြစ်စွာပေးတယ် မကြပါချင်းအေးဆောင်မျောလင်းသောကိစ္စသည် ဖြစ်ပေါ်လာတယ်။ရင်းမှာပွေးဖြစ်တယ်။လက်သီးစုပ်တတာအရွယ်ရှိ ပွေးကလေးသည်နှကောင်းပေါ်လျက်ရေပေါ်သို့ဘောလုံးကြီးပေါ်လာတယ်။အေးဆောင်ဝမ်းသာသွားသည်မှာပြောစရာမရှိတော့။မျောလင်းချက်သုံးပုံတစ်ပုံပြည့်သွားတော့ညာ။အေးဆောင်မလုံရှားသည်။နေချိုက်စွာပြောရင်ပွေးငယ်ကို ပြုံးကြည့်နေတယ်။ပွေးကလေးသည် ရေစီးချောင်းဘေးမှကပ်လျက် မြေပေါ်တက်လာကရောင်လဲလဲဖြစ်နေတယ်။ဤသို့ရှိနေသေးတွင် နောက်ထပ်ပွေးနှကောင်ရေပေါ်သို့ပေါ်လာကြတယ်။ထနောင်းကောက်ရောင်အမွေးများမှာရွှဲနေနေတယ်။သူတို့သည် ရေလွှဲရာကုန်းပေါ်သို့ပြစ်တက်တယ်။အမွေးကိုတစ်ချက်ခါလိုက်ပြီးကြာဆောင်ပြတ်သက်စူးကြုံတဲ့ပြေးဝင်လိုက်တယ်။အေးဆောင်အိမ်မှိန်ကြီးနှစ်ကျင်းလှုပ်ရှားလိုက်တယ်။အသွားတရောင်ခန့်ရှည်သောမှိန်သွားတွင် ပွေးနှကောင်ထက်လျက် တစိုးလျှော်ပြီးဖြစ်သွားတော်လေတယ်။အေးဆောင်သည် ပွေးငယ်ကိုမူထနောင်းပင်အောက်သို့ခေါ်လာတယ်။အကြီးဟောဒီမှာခမရတို့ပဲကင်းကိုဖြတ်တတ်ကောင်းလေ။ဟေးကောင်းတဲ့ဟေးဥသက်သည်တစ်ချက်ပြောကြည့်ပြီးပင်စီအခွေတွင်ကက်ခါတက်လိမ်မင်းကြီးနေတယ်။ဟုတ်ပါကောသုံးကောင်းတာပါကလား။တရားတော်အတန်ကလေးဖြင့်သူရှိသူရောက်လာတော့ညသွေအားအေးဆောင်လှဲ့မကြည့် မတိကျိုးကျင်ပြုနေတယ်။ပေကင်ကလေးအ내ပါပြက်တီကိုအကျဲချက်ပြီးမျက်နှာပုတ်နေတော်မိမ့်မှာနှခမ်းစုကမခေါ်မပြောလှုပ်နေတော်မိမ့်မှာတို့တစေအေးဆောင်ကြာချီတင်းမခံနိုင်မှာကိုရင်အေးဆောင်ကတိတ်တော်တာပဲဒါကြောင့်စကားကိုတပန်းတစဖြတ်ကညသွဲညှို့မြလုံးကလေးကိုတစ်ချက်ဝင်လိုက်တော့အခါအေးဆောင်သွားကြီးတွေပေါ်၍ဤကနေ အတန်ထွက်လာရတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာစင်ဖြူကျွန်းအောင်သိန်းရေးသားထားတယ်။ညီအောင်မုံစိုးဆိုတဲ့ဝိတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီမှာကတော့စာဖတ်သူညက်လင်းကုန်ဖြစ်ပါတယ်ရှင်။